င်းနိုင်ငံမှာလက်ရှိဖြစ်ပွားနေတဲ့နိုင်ငံရေးပြဿနာတွေတက်တန်းကြာရှည်လာပါကမြန်မာရွှေပြောင်းလုပ်သားတွေနဲ့မြန်မာခရီးသွားလုပ်ငန်းအပေါ်အဓိကတက်ရောက်လာနိုင်ကြောင်းစီးပွားရေးပညာရှင်တွေနဲ့ထိုင်းနိုင်ငံရောက်မြန်မာအလုပ်သမားအဖွဲ့အစည်းတွေအလုပ်သမားရေးရာကျွမ်းကျင်သူတွေကသုံးသပ်ပြောကြားခဲ့ပါတယ်ထိုင်းနိုင်ငံမှာဖြစ်ပွားခဲ့တဲ့နိုင်ငံရေးမငြိမ်မသက်မှုတွေကြောင့်ထိုင်းနိုင်ငံအတွင်းမှာရှိတဲ့တရားမဝင်မြန်မာအလုပ်သမားတွေနဲ့ဗီဇာတက်တန်းကုန်မြန်မာအလုပ်သမားတွေအတွက်အထောက်အထားထုတ်ပေးရေးလုပ်ငန်းစဉ်တွေနှောင့်နှေးမှုရှိခဲ့ပြီး အထောက်အထားထုတ်ပေးရေးစခန်းတွေဖွင့်လှစ်မှုအစီအစဉ်ကိုလည်းယာယီရက်ဆိုင်မှုတွေပြုလုပ်ခဲ့ရတာဖြစ်ပါတယ်။ထိုင်းနိုင်ငံအခြေဆိုင်ရွှေပြောင်းအလို့သမားအခွင့်အရေးကိုရမဒရိုက်တာတဦးဖြစ်သူကိုစိန်ထင်းကမငြိမ်မသက်မှုတွေကြောင့်အလို့ပုံမှန်မစင်ရတာတွေအလို့ပိတ်တာတွေဖြစ်လာနိုင်ပြီးအလို့သမားတွေကိုအထောက်အထားထုတ်ပေးရေးလုပ်ငန်းစဉ်တွေမှာထိုင်းဘက်ကအစိုးရပိုင်းဝင်ကြီးဌာနတွေရဲ့အဆုံးအဖြတ်ခွင့်ပြုချက်တွေမှာကြန့်ကြာတာတွေနှောင့်နှေးတာတွေရှိလာနိုင်တယ်လို့ပြောကြားခဲ့ပါတယ်။ မြန်မာတန်ယုံကဥဆောင်ဖွဲ့စည်းထားတဲ့မြန်မာနိုင်ငံသားများစားရှောက်ရဲ့အသင်းမှာအဖွဲ့ဝင်ကိုလာမင်းကထိုင်းမှာစစ်တပ်ကအာဏာသိမ်းလိုက်ပေမဲ့စီးပွားရေးလုပ်ငန်းတွေကတော့လက်ရှိအချိန်အထိလက်ပတ်နေဆဲဖြစ်ပြီးအသေးစားလုပ်ငန်းတွေအိမ်တွင်းမှုလုပ်ငန်းတွေအိမ်ပေါ်တို့မှာတော့အလုပ်ချိန်နှဲသွားတာတွေနှစ်ရက်သုံးရက်ခန့်အလုပ်ပိတ်တာတွေရှိပြီးစောက်လုပ်ရေးလုပ်ငန်းတွေမှာတော့လစာထုတ်တာနောက်ကျတာမျိုးတွေရှိနိုင်တယ်လို့ဆိုပါတယ်မြန်မာပြည်ပအလုပ်အကိုင်ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်းမှာဥက္ကဋ္ဌဦးမင်းလိုင်ကတော့လောလောဆယ်မှာ ထိုင်းကိုအလုသမားဆေလွတ်တာရပ်မထားပေမဲ့အလုခေါ်တာတော့ရော့သွားတယ်လို့ဆိုပါရယ်ထိုင်းနိုင်ငံမှာမြန်မာရွှေပြောင်းအလုသမားအများပြားရှိတဲ့နိုင်ငံဖြစ်ပြီးမြန်မာအလုသမားစုစုပေါင်း3တန်းကျော်4တန်းနီးပါးရှိပြီးထက်ဝက်ခန့်ဟာအထောက်အထားမရှိတဲ့တရားမဝင်မြန်မာအလုသမားတွေဖြစ်ပါတယ်ထိုင်းနိုင်ငံရဲ့အခြေအနေကြောင့်လက်ရှိမှာမြန်မာထိုင်းနယ်စပ်ဂိတ်တွေမှာဝင်ထွက်သွားလာမှုတိတိတသားရော့ကျသွားကြောင်းအရင်က တရက်ကိုထောင်ထဲချီကဝင်ရောက်နေပေမဲ့အခုရက်သက်တဲ့ဘက်ကစတင်ကရှားကနန်းမြသာထိုင်းနိုင်ငံသားတွေဝင်ထွက်မှုပြုလုပ်နေရလို့လူဝင်မှုကြီးကြပ်ရေးနဲ့ပြည်သူအင်အားဦးစီးဌာနမှသိရပါဗျ။